င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့တရုတ်နိုင်ငံဟာမြန်မာနိုင်ငံကိုဩဇာလွှမ်းမိုးလာနေတယ်ဆိုတဲ့အမြင်မျိုးမမြင်သင့်ပေ။နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းအောင်ပူးပေါင်းဆောင်ရွက်နေတယ်လို့ရှုမြင်သင့်ကြောင်းတင်နကမဟာဗျူဟာလိလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းကပြောဆိုလိုက်တဲ့တဲ့တင်။နေဆက်ဒေသတွေကိုကောက်ကွယ်ဖို့အတွက်ကမ္ဘောဒီးယားပြည်သူတွေအနေနဲ့စစ်တပ်ကိုထောက်ပံ့ရန် ငွေကြေးလှူဒန်းကြဖို့ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကတိုက်တွန်းခဲ့တဲ့ဆွေတဲ့တင်အပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမှာကတော့တရုတ်နိုင်ငံဟာမြန်မာနိုင်ငံကိုဩဇာလွှမ်းမိုးလာနေတယ်ဆိုတဲ့အမြင်မျိုးမမြင်သင့်ပေနှစ်ဖက်အကျိုးစီးပွားဖြစ်တွန်းအောင်ပူးပေါင်းဆောင်ရွက်နေတယ်လို့ရှုမြင်သင့်ကြောင်းတင်နကောက်မဟာဗျူဟာလစ်လာရေးဖွဲ့မှဒရိုက်တာဦးသိန်းထွန်းကပြောဆိုလိုက်တဲ့တင်ကိုတင်ဆက်ပေးလိုက်ပါရစေ တရုတ်နိုင်ငံဟာမြန်မာနိုင်ငံကိုဩစာလန်းမိုးလာနေတယ်ဆိုတဲ့အမည်မျိုးမမြင်သင့်ပဲတစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းအောင်ပူးပေါင်းဆောင်ရွက်နေတယ်လို့ရှုမြင်သင့်ကြောင်းတင်နကမဟာဗျူဟာလေးလာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းကပြောပါတယ်တရုတ်နိုင်ငံဟာတစ်တုံညာနစ်ခွန်စစ်စင်ရေးကိုဖော်ဆောင်ပြီးမြို့သိမ်းစကိုင်းတန်းတိုက်ပွဲတွေရပ်တန့်သွားဖို့အတွက်မြောက်ပိုင်းမဟာမိတ်သုံးဘွဲကိုတိုက်ပွဲတွေရပ်တန့်ဖို့နဲ့တင်ထားတဲ့မြို့တွေပြန်လည်ပေးအပ်ဖို့ဖိအားပေးလျက်ရှိပါတယ်တရုတ်နဲ့မြန်မာဟာရှေ့လျရတဲ့နယ်နိမိတ်ထိဆက်လျက်ရှိသလိုနှစ်နိုင်ငံဆက်ဆံရေးကိုထိန်းသိမ်း ်သိမ်းလိုတာကြောင့်မြန်မာနိုင်ငံတည်ငြိမ်အေးဇန့်ရေးအတွက်ပံဝင်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ရှုမြင်သင့်ကြောင်းတင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်မြန်မာပြည်သူအစီအရာနဲ့နေမလို့ရှိရယ်ကျွန်တော်တို့ကောင်းမွန်ခံပါရယ်ဒီစစ်တပ်ရဲ့ခေါင်းဆောင်တွေတော့ဒီလိုမျိုးစီဝါရေးရဖုန်းစတူရှင်တော့သူကအစင်ကြီးကိုလည်းအစင်ကြီးဆိုတဲ့အခြေအနေမျိုးတွေတော့ဒီခေါင်းဆောင်တွေတော့ပြီးရင်ကမ္ဘာကြီးရည်မှာရောဒီတိုင်းပဲ ရင်းနှီးနိုင်ငံတွေဖြစ်တဲ့ဒီပိုင်းရင်းနှီးတူထောက်ဖို့အပိုင်းပါပါဆိုတော့ကရင်းနှီးတဲ့လူ့ဆက်ဆက်ရေးတူထောက်ဖို့အဓိကအရေးကြီးတယ်အဲ့ဒါတော်ချင်းအားဖြင့်ဆန်နိုင်ငံရဲ့ဆက်ဆံရေးနဲ့ပေါင်းပါမလို့ဒီတိုင်းဒီအေဂျင်စီကိုဝန်ထမ်းတွေရှိတဲ့ပေါ်အများကြီးဆက်ပြီးပေါ်မယ်ဆိုတော့ကတူအော့ရောက်ချင်းမရောက်ချင်းဆိုတာကတော့ဘယ်လိုခေါ်မလဲဒီမှာကနေနေဒီအမအနောက်နိုင်ငံတွေတမျိုးနေနေတယ်အာဆီယံနေတမျိုးနေနေဒီမှာတူရင်းနဲ့နည်းနည်းပိတ်ဒီပေါ်ဒီပလိုမတစ်ရဲ့ပိတ် အမြင်မကြီးတဲ့အင်ဂျင်နီယာတွေအင်ဂျင်နီယာတွေကိုယ်ကအမြင်လေးကမျိုးပုံဖြစ်လာတယ်။ဒါပေမဲ့အဓိကအကြောင်းအစကမြန်မာနိုင်ငံကိုယ့်ကိုယ်ကိုယ်နေနေပါတယ်ကြည့်တယ်။ကျွန်တော်တို့ကကိုယ့်ကိုအတိအကျမြင်တတ်ဖို့လိုတယ်။ကိုယ့်ကိုမမြင်လို့သူများမြင်တဲ့အမြင်တော့လိုက်ခံရတော့မရဘူးနော်။အဲ့တော့ကိုယ့်ကိုဘယ်လိုမြင်ပြီးတော့ကိုယ့်ကိုဘယ်လိုသိဆောင်လဲဆိုတာကျွန်တော်မှမသိဘူးလို့ပြောပါရစေ။သူအောင်ကြရင်မကြရင်ဆိုတဲ့ဟာကကျွန်တော်တို့အတိအကျအယူရှိတဲ့ခေါင်းမျိုးမဟုတ်ဘူး။ လက်ရှိမှာကိုကန်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့လာရှိုမျိုးနဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရာမခါကို2025ခုနှစ် AB လကမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့ရသလိုတိန်နီမျိုးကိုလည်းပြန်လည်လွှဲပေးဖို့ပြင်ဆင်နေကြောင်းတအောင်တပ်ဖွဲ့ TNNA ဟာသူတို့ထိန်းချုပ်ထားတဲ့ကုတ်ခိုင်ဒီဘောကြောင်မဲနောင်ချိုမိုးကုတ်နန်းခမ်းမျိုးတွေကိုလည်းမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးဖို့ဖိအားပေးရင်ဆိုင်နေရပါတယ်တရုတ်ဟာမြန်မာနိုင်ငံကိုအော့ဆော်လွှမ်းမိုးရေးဆိုတာထက်ဘိုးအ အစိုးရပြုခွက်ပြီးဘေးပဝင်ချင်းနိုင်ငံတွေကိုပါရဲခတ်လာနိုင်တာကြောင့်ဝင်ရောက်ကူညီပေးနေတာဖြစ်တယ်လို့မြို့သားဒီမိုကရေစီအင်အားစုပါတီ NDF ဥက္ကဋ္ဌဦးထက်အောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်။ဩဇာလွန်မှုမှုဆိုတာမျိုးထက်ကအတိတ်ကတော့ဟောပေါ့လေအခုဖြစ်နေတဲ့ကျွန်တော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ဒီဟိုပြဿနာတွေကိုဒါအကူအညီဖြေရှင်းတာပေါ့အင်ဂျင်ဇင်းတယောက်အနေနဲ့ဒါထိုင်းဆိုလည်းဖြေရှင်းပေးတာပဲအိန္ဒိယဆိုလည်းဝန်ဖြေရှင်းပေးတာပဲเนาะပြီးတော့ဒီတယောက်လည်းဝိုင်းဖြေရှင်းပေးတာပေါ့ကျွန်တော်တို့ ဒါအတိုင်းပြည်ဒီအတိုင်းပြည်ပြိုကွဲသွားလို့မရဘူးဆိုတော့အားနဲ့ပေါ့နော်ဘဟုပြိုကွဲလို့ရှိရင်ဘေးပတ်ဝန်းကျင်အတိုင်းပြည်တွေကလည်းအကုန်လုံးထိခိုက်တဲ့အတွက်ကြောင့်မလို့ဝိုင်းဖြေရှင်းပြတာဖြေရှင်းပြတဲ့အခါမှာတရုတ်ပြည်အင်အားကြီးဖြစ်တဲ့အတွက်ကြောင့်မလို့တရုတ်ပြည်အင်အားကြီးနိုင်ငံဖြစ်တယ်ပြီးတော့မြန်မာနိုင်ငံနဲ့ကလည်းတကယ်ကိုအင်မတန်ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့အခါကျတော့ဒီတရုတ်ရဲ့ဘက်ကကြလို့ရှိရင်ဟလာဒါဒါနာဖကအနေနဲ့ဟောဖြစ်မယ်ဆိုတဲ့အမျိုးကြောင့်မလို့ပြောတာမျိုးလည်းဖြစ်နိုင်ပါတယ်အဓိကတော့တိုင်းပြည်မှာကိုယ့်ရဲ့ကိုခံအားကောင်းဖို့လိုတာပေါ့ ကိုခါကောင်းလို့ရှိရင်ကျန်တဲ့ဟာတိတ်တပနာမရှိပါဘူး။ဘယ်ဟာမှလုံးလုံးလုံးလို့မရဘူး။နိုင်ငံမှာသာပြီးတော်မိုးရဲဆိုတာမရပါဘူး။အရင်ကတော့ကျွန်တော်တို့ကိုကိုကိုခါကောင်းအောင်ပဲလုပ်ဖို့လိုအပ်ပါတယ်။မြန်မာနိုင်ငံမှာမြမချက်မတော်နဲ့လက်နက်ကင်အင်အားစုတွေကြောင့်နိုင်ငံတော်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကမ်းပေါင်းရာနဲ့ချီအပါအဝင်မျိုးပေါင်း60ကျော်နဲ့တိုင်းစစ်ဌာနချုပ်တချို့ကိုမြမချက်မတော်ကလက်လွတ်ဆုံးရှုံးထားရပါတယ်။အလားတူတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေစီမံကိန်းတွေနဲ့ကုမ္ပဏီတွေထိခိုက်ဆုံးရှုံးနေရတယ်လို့တရုတ်မြန်မာနယ်စပ်ကုန် သက်ရေးတွေရပ်တန့်နေပါဗျ။အဲ့ဒီနောက်မြန်မာနိုင်ငံအတွင်းရှိတရုတ်ကုမ္ပဏီတွေနဲ့ဝန်ထမ်းတွေတရုတ်စီမံကိန်းတွေတရုတ်ယင်းနီးမြုပ်နှံမှုတွေလုံခြုံစိတ်ချစေဖို့ဆောင်ရွက်ပေးရမယ်လို့နာဆာကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့2025ခုနှစ်မေလကရုရှားနိုင်ငံမှာတွေ့ဆုံစဉ်တရုတ်သမ္မတရှီကျင်းဖင်ကပြောကြားခဲ့ပါဗျ။အဆိုပါအခြေအနေတွေနဲ့အတူနာဆာကဟာတရုတ်ရဲ့ဖိအားတွေကိုရင်ဆိုင်ခဲ့ရပြီးနောက်တရုတ်အကျိုးစီးပွားအားကာကွယ်နိုင်ရေးနဲ့တရုတ်လုံခြုံရေးအဖွဲ့တွေမြန်မာနိုင်ငံအတွင်းဝင်ရောက်လာနိုင်ရေးအတွက်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင် င်းမှုဆိုင်ရာဥပဒေကို2025ခုနှစ်ဖေဖော်ဝါရီ17ရက်ကပြဋ္ဌာန်းကလမ်းဖွင့်ပေးခဲ့ရတယ်လို့စီရေးနဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြကြပါတယ်။တနင်္သာရီတိုင်းဒေသကြီးအတွင်းကိုပြည်ပမှာရင်းနှီးမြှုပ်နှံလာမှုတွေကိုတတိထားပြီးလက်ခံဆောင်ရွက်တင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးကျွမ်းကျင်သူတွေကပြောဆိုလိုက်တဲ့တဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ မြန်မာနိုင်ငံတင်းတင်းတိုင်းတိုင်းဒေသကြီးအတွင်းကိုပြည်ပကရင်းနှီးမြှုပ်နှံလာမှုတွေကိုတတိထားပြီးလက်ခံဆောင်ရွက်တင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးကျွမ်းကျင်သူတွေက CNN သတင်းဌာနကိုပြောပါရယ်။လက်ရှိတင်းတင်းတိုင်းဒေသကြီးမှာထဝယ်အထူးစီးပွားရေးစုံ SCS မှာရင်းနှီးမြှုပ်နှံမှုတရုတ်၊အိန္ဒိယ၊ရုရှား၊ထိုင်းနဲ့စင်ကာပူတို့ကြိုးပမ်းနေတာပါ။ဒါ့အပြင်စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုကလည်းတဘာဝတက်ငွေစတင်တူးဖော်ဖို့စီစဉ်နေတာဖြစ်ပါရယ်။ ပြည်ပကရင်းနှီးမြှုပ်နှံမဲ့ကုမ္ပဏီတွေဟာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုသိရှိထားကြပြီးအလွယ်တကူရယူလိုတဲ့ပုံစံမျိုးနဲ့ဝင်လာတဲ့ကုမ္ပဏီတွေရှိနိုင်တာကြောင့်စာချုပ်စာတမ်းတွေသဘောတူလက်မှတ်ရေးထိုးမယ်ဆိုပါကတေချာလေးလာတုံးသက်ဖို့လိုတယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည့်စုံကစီရင်တာတင်ဌာနကိုပြောပါတယ်။အခုချိန်မှာကျွန်တော်တို့ရှိရောပေါ်နေဒီဘက်ကဝင်နေဆိုတာပြောရင်ဟိုသိစုခီပေါက်တို့လိုမျိုးပဲတကယ်ကံကောင်းတဲ့စီမံကြိုးလို့ပြောရမှာပေါ့နော်ဒါကပထမတစ်ပိုင်းမှာဒါနဲ့အဲ့ဒီလိုမျိုး foreign investment တွေဝင်လာတယ်ဆိုတော့ကျွန်တော်တို့ကဝန်တာအားရနဲ့ တစ်ဖက်အလွယ်တကူမထိုးဘူးလေအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ကနိုင်ငံခြားချင်းချင်းပြောင်းလဲမှုဝင်လာတာကိုကျွန်တော်တို့အနေနဲ့ဟိုမလူချင်းတာမဟုတ်ဘူး။အခုချိန်မှာကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုလည်းနိုင်ငံတကာသိတယ်ပြောမယ်ဆိုရင်ဒီလိုကုမ္ပဏီကြီးတွေကပို့ပြီးတော့နားတယ်ကြားတယ်အဲ့တော့ဒီနိုင်ငံမှာတော့အချိုချောင်ရမှာပဲဆိုရင်ပုံစံမျိုးနဲ့ဝင်လာတဲ့စာကျုပ်စာတမ်းတွေကိုတော့ကျွန်တော်တို့နေနဲ့တိတိကျကျလေ့လာသုံးသပ်ဖို့လိုရပေါ့နော်ပြီးတော့ဟိုပြင်းရင်းမြင်တာဆိုတာနဲ့ကျွန်တော်ပြောချင်တာကပြည်သူ့ချပြဖို့လိုတယ်ဘယ်အစိုးရပဲတက်တက်ပြည်ဝင်လို့လို့ ဒီလိုနဲ့ဆိုကြတာကိုကျွန်တော်တို့ကအဲ့လိုမှမချပြဘူးဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့အတွက်တကယ်ကိုဟိုပြောမယ်ဆိုရင်ဟိုမျက်နှာမှုတွေဖြစ်လာနိုင်ကြအကြောင်းရှိရယ်တနင်္သာရီကံရိုးတဲ့ဟာထိုင်းနိုင်ငံဘန်ကောက်မြို့အတွက်စူဝက်တူမြောင်အရှိလေပိုင်းဒေတာရုံနဲ့ဆက်သွယ်မယ်ဆိုပါကခရီးအတူဆုံးနဲ့အဆင်ပြေအစီလျော်ဆုံးဖြစ်တယ်လို့ဘန်ကောက်ပို့စ်မှာ2025ခုနှစ်နှစ်စမ်းပိုင်းကဖော်ပြထားပါတယ်။ဒဝေထူးစီးပွားရေးဆောင်စီမံကိန်းဟာ2008ခုနှစ်က ထိုင်းနဲ့မြန်မာတို့အကြားနားလည်မှုစာကြုံလာနဲ့စတင်ခဲ့ကြတာဖြစ်ပြီးနှောင့်နှေးမှုတွေကြောင့်စာချုပ်ဖျက်သိမ်းခဲ့ကြကြောင်းလက်ရှိမှာယင်းဒီမြုံနံသူအစ်စ်ထပ်မံဖိတ်ခေါ်ထားကြောင်းသိရပါဗျ။ဒါ့အပြင်အိန္ဒိယနဲ့ပစိဖိတ်သမုဒ္ဒရာတို့ကိုပေါင်ကူပေးနိုင်ကအရှိတောင်အာရှဒေသနဲ့တောင်အာရှဒေသတို့ကိုလည်းချိတ်ဆက်ပေးနိုင်ကြောင်းအဲဒီနောက်စီမံကိန်းမှာရေနဲ့စစ်ကန်တစ်ခုပါဝင်ပြီးတင်မောအတော်အလာရှုပ်ထွေးတဲ့မလကာရေလက်ကြားကိုရှောင်ကွေးနိုင်ပွဲရှိကြောင်းလည်းသိရပါဗျ။ စီမံကိန်းတစ်ခုကိုအကောင့်ထဲပေါ်တဲ့အခါမှာနိုင်ငံအတွက်ရရှိနိုင်တဲ့အကျိုးအမြတ်နဲ့နစ်နာမှုတွေကိုတေချာထည့်သွင်းစဉ်းစားဖို့လိုတယ်လို့စီးပွားရေးနဲ့ဗန်ရေးရာကျွမ်းကျင်သူဦးထေအောင်ကြီးကစီရင်နာတင်ဌာနကိုပြောပါရစေ။ Environmental impact ကအရေးကြီးတာပေါ့။အခုရှိတာအဖြစ်ပုံပေါ့။အခုကလည်းဟိုဆိုရပါဆို EIA SIA လောက်ကြတာပေါ့။ကျွန်တော်လည်းမြင်နေတာပဲလေ။ဟိုဟိုအဖြစ်ပဲ။ဒါတိချက်ပေါ့။နောက်တစ်ချက်ကဟိုကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲ။ဟို project evaluation ပေါ့။ feasibility study ပေါ့။ဖြည့်မြောက်နိုင်စွမ်းတိလာတော့ ဒီဘက်မှာလည်းကျွန်တော်တို့ကတော်လေးရိုးသားသားလေးပြောရတော့အားငယ်တာပေါ့ဆိုတော့ဟိုဒါရီကဟိုဘယ်လိုပဲဟိုအလကားအဆက်ပြတ်တည်းမဟုတ်လေဒါ project evaluation နဲ့ feasibility study လို့လုပ်တယ်ဆိုတာကဟိုတော်တော်လေးအရေးကြီးတာပေါ့ကျွန်တော်တို့ project ပိုင်းကလုပ်ကြတယ်လို့ဟိုရိုးသားသားဆိုလို့ရှိရင်ဟိုကျွန်တော်ကလက်တန်းလုပ်တာများတယ်လေအဲ့လိုတော့မဖြစ်စေချင်ဘူးအဲ့တော့ feasibility study ကိုအစ်ချာလုပ်မယ် environment impact ကိုဒီချာလုပ်မယ်နောက်ကခုနတို့ပေါ့ဟိုကိုကဘယ်လောက်ရမလဲပေါ့ economic internal return ဒါတော့ဟိုကမ္ဘာအဆင့် ဟိုမူတည်ပြီးတော့စဉ်းစားရပါပေါ့အခုအားသာချက်ရှိတာပါတော့ဒီ gas income ဒီကျွန်တော်က US ဒေါ်လာနဲ့ရမှာလေ US ဒေါ်လာနဲ့ရမှာဆိုတော့ဒါဟိုဘယ်လိုခေါ်မလဲဟိုချက်ငွေနဲ့ရဆို inflation rate တွေပါကျွန်တော်ခံစားရတယ်ဟို exchange rate loss ပေါ့ဟိုသူ့ term set တော့ဒါသူခံစားဖို့အကြောင်းမရှိဘူးအဲ့တော့ဒီ feasibility study ပေါ့ဒီလုပ်ငန်းစီမံကိန်းဖျောက်နိုင်ဆိုတော့တေချာ smart meter လေးလုတ်ချင်လုတ်စီကျင်တယ်ပေါ့ကိုယ့်ဘက် site ကဘယ်လိုလဲဆိုတော့တေချာကသာနာနာနဲ့လုတ်စီကျင်အခုတော့ရှိတော့ပါဗျာ ိုတခုရှိတာတော့ဖိုင်းဆိုစင်ကာပူလို့ဆိုတော့က feasibility study တိကျမလို့ဖဲနဲ့အလုပ်တခုစလုပ်တဲ့အပိုင်းတော့မရှိဘူးပေါ့ဒါဒါသူတို့စဉ်းစားပြီးလုပ်ပြီးဆိုတော့ဒါပြေကြတာပေါ့တက်တက်ချက်ကပါတဲ့ခါကျတော့ကိုယ်နိုင်ငံကဘယ်လောက်ကျိုးမြတ်ရမလဲဘယ်လောက်နိမ့်နာမလဲဘယ်လောက်ကောင်းမလဲ advantage and disadvantage ဒါတော့ feasibility study လုပ်တဲ့အခါမှာနှုတ်ဘက်ကစဉ်းစားဒီစင်နာအတဲ site ကိုတော့ဒေတာလေးစဉ်းစားရပါပေါ့အဲ့ဒီလိုပြပရင်းနှီးမြုံနှံမှုတွေကြောင့်တင်းတင်းတားတဲ့ data ဟာ ကမ္ဘာအဆင့်မီဖြစ်သွားနိုင်ကြောင်းလည်းစီးပွားရေးလုပ်ငန်းရှင်နဲ့စီးပွားရေးကျင်းကျင်သူတွေကသုံးသပ်ကြပါတယ်။လက်ရှိအချိန်ထိရေနံနဲ့တဘာဝတန်ွေရှောက်ဖွေ2.4ထုတ်လုပ်ခြင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတယ်။ရေရနာရေတကွန်ဇော်တီကရွှေကန်းလုံစီမံကိန်းကြီး၄ခုရှိကြောင်းထပ်မံရှောက်ဖွေ2.4ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိတဲ့ကန်းလုံစီမံကိန်းကြီး၂ခုရှိတာကြောင့်စုစုပေါင်းကန်းလုံစီမံကိန်းကြီး6ခုရှိပါတယ်။အဲ့ဒီထက်ကမှမုဒ္ဓမကန်းလုံလောက်ွက် M10 မင်းရဲသူစီမံကိန်းဟာ နိုင်ငံရေးတက်တမမြောက်ကမ်းလွန်စီမံကိန်းကြီးဖြစ်တယ်လို့နာဆာကလက်ထက်ပထမဦးဆုံးအကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့ကမ်းလွန်စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်းသိရပါဗျ။စီအန်အိုင်းသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။နေဆက်ဒေတာတွေကိုကောက်ွယ်ဖို့အတွက်ကမ္ဘောဒီးယားပြည်သူတွေအနေနဲ့စစ်တပ်ကို ထောက်ပံ့ရန်ငွေကြေးလူဒန်းကြဖို့ဝန်ကြီးချုပ်ဟွန်ဆန်ကတိုက်တွန်းခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့နေဆက်ဒေတာတွေအားကာကွယ်မှုအတွက်ကမ္ဘောဒီးယားပြည်သူတွေအနေနဲ့စစ်တပ်ကိုထောက်ပံ့ဖို့ဝေကြီးလူရန်စားဖို့ဝင်ကြီးချုပ်ဟောင်းဟွန်ဆန်ကတိုက်တွန်းခဲ့တယ်လို့ဒနီးရှင်းကဖော်ပြခဲ့ပါတယ်။ထိုင်းရဲ့ကျူးကျော်မှုအားဆန့်ကျင်ဖို့ရေရှည်မဟာဗျူဟာတစ်ခုကိုသူကအလေးထားပြောကြားခဲ့ပါတယ်။လက်ရှိမှာအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဟွန်ဆန်ကဇွန်လ17ရက်မှာကမ္ဘောဒီးယားစစ်တပ်အား CTN Foundation မှာတဆင့်ဝေကြီးလူရန်စားဖို့ Facebook မှာရေးသားခဲ့ပါတယ်။ CTN ရုပ်သံ လိုင်းကထူထောင်ခဲ့တဲ့ D Foundation ဟာစစ်တပ်ကို လူဒန်းနဲ့လှုပ်ရှားမှုအားဥဆောင်လုပ်ကင်လျက်ရှိနေပါတယ်။ဟွန်ဆန်ကသူ့ရဲ့ Facebook ပို့မှာကမ္ဘောဒီးယားအတွက် ပေါင်းစည်းကြပါနိုင်ငံ내ဆက်တွေကိုကာကွယ်တဲ့နေရာမှာ CDM Foundation ကတစင်စစ်တပ်ကိုလူဒန်းကြပါလို့ရေးသားခဲ့က သူ့ရဲ့ဓာတ်ပုံတွေကိုလည်းတင်ခဲ့ပါတယ်။အဲ့ဒီအပြင် CTM Foundation ဟာနိုင်ငံနယ်နိမိတ်ကိုကောက်ွယ်ရမှာစစ်တပ်ကိုပံ့ပိုးကူညီဖို့ရည်ရွယ်ထားကြောင်းမိမိရဲ့တောင်းဆိုမှုအရာဒီအစီအစဉ်ကိုတက်နိုင်သမျှဆောင်ရွက်ပေးခဲ့ကြသူတွေအားလုံးကိုကျေးဇူးတင်ကြောင်း သူ့ရဲ့ post မှာရေးသားခဲ့ပါတယ်။ဒါကကျွန်တော်တို့ရဲ့ခိုင်မာတဲ့အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပါ၊စီရေးနိုင်ငံရေးတန်မှန်ရေးနဲ့ဥပဒေနည်းလမ်းတွေနဲ့အတူထိုင်းနိုင်ငံရဲ့ဒုကြုံမှုကိုတိုက်ဖျက်ဖို့ရေရှည်မဟာဗျူဟာလိုအပ်ပါလိမ့်မယ်လို့ဝန်ဆောင်ကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်မိမိတို့စစ်တပ်ဟာအမြဲတမ်းအသိပြင်ထားကြောင်းအခုပြဿနာဟာအချိန်ယူဖြေရှင်းရမှာဖြစ်ကြောင်းနိုင်ငံတကာတရားရုံးမှတဆင့်ဖြစ်ရှင်းသွားမည်ဖြစ်ကြောင်းဟွန်ဆန်ကပြောကြားခဲ့ပါတယ်ကျွန်တော်နဲ့ကျွန်တော်ဇနီးဟာစစ်တပ်ကိုကနဦးအလူငွေအဖြစ် ရီယယ်တန်း300ဘတ်နှစ်တသမ4တန်းလူရန်ထားပါတယ်ကျွန်တော်တို့စစ်တဲ့ကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့နေမြေတွေကို ထောက်ပံ့ပေးဖို့ပြည်သူတွေကိုလည်းကျွန်တော်တိုက်တွန်းပါတယ်လို့ဟွန်ဆန်ကရေးသားခဲ့ပါတယ်ဩစတြေးလျနိုင်ငံရဲ့ drone ရှိရောကုမ္ပဏီဟာ drone တွေကိုထောက်လန်းပြီးဖြတ်စနိုင်တဲ့စနစ်တီထွင်မှုကိုအရှိန်မြင့်တင်လာခဲ့တဲ့ဆွဲသတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ် လူငယ်ရဲ့နန်နစ်ခင်ကဩစတြေးလျနိုင်ငံရဲ့ drone ရှိရောကုမ္ပဏီဟာ drone တွေကိုထောင်လန်းပြီးဖြတ်ချနိုင်တဲ့စနစ်ကိုတည်ထွင်ဖို့ဝန်ထမ်း60ခန်းနဲ့စတင်ခဲ့ပေမဲ့လက်ရှိမှာဝန်ထမ်းအရေအတွက်ဟာ295ဦးအထိမြင့်တက်လာခဲ့ကြောင်းနိုင်ငံအရှာမှဖော်ပြခဲ့ပါတယ်။2014ခုနှစ်ကစတင်တည်ဆောက်ခဲ့တဲ့ drone ရှိရောကုမ္ပဏီဟာလက်ရှိမှာဈေးကွက်တန်ဖိုးဒေါ်လာ848သန်းနဲ့အတူဩစတြေးလျ stock အိမ်ချိန်မှာပါဝင်လာပြီး drone တွေကိုတန်ပြန်တဲ့စနစ်တွေတည်ထွင်မှုအားအရှိန်မြင့်လောက်ဆောင်နေပါတယ်။ drone တွေဟာခေတ်သစ်စစ်ပွဲ တွေမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်လာမှုနဲ့အတူဒီဒုံးတွေကိုတံပြန်တဲ့စနစ်တွေအားဝယ်လိုအားမြင့်တက်လာခဲ့ပါတယ်ဒုံးတွေရဲ့ရေဒီယိုဂျိန်းလုံးကိုထောက်လန်းပြီးဂျိန်းလုံးအားတံပြန်လွင့်ပြီးဖြတ်တဲ့ဒီစနစ်တွေကိုလက်ရှိမှာယူကရိန်းစစ်ပွဲအပါအဝင်နိုင်ငံပေါင်း80ကျော်မှအသုံးပြုလာခဲ့ပါတယ်အဲ့ဒီအပြင်ဒုံးရှိရကုမ္ပဏီဟာ2024ခုနှစ်အာရှကားကွယ်ရေးပစ္စည်းတွေပြပွဲမှာလည်းတယ်ဆောင်ရလွယ်ကူတဲ့ drone gun NK4 အမည်ရှိ drone ဖြင့်လက်နက်ကိုပြသခဲ့ပါတယ်။ EON နဲ့30မမတနက်ပြောင်းကို ရေဒါနဲ့တွေ့ပြီးဒရုန်းတွေအားစွန့်ရင်အသုံးပြုပြီးပစ်ချရတဲ့လက်နက်ဖြစ်တဲ့စလင်ကားကဲ့သို့စနစ်တွေဟာတစ်ချိန်အသုံးပြုရင်ဒေါ်လာ155ဒေါ်လာမှ1550ကျသာကုန်ကြတာကြောင့်ဒေါ်လာတောင်းချီကုန်ကြတဲ့ဒရုန်းကြီးစနစ်တွေထက်ပိုပြီးကုန်ကျစရိတ်သက်တာပါတယ်အဲ့ဒီအပြင်ဩစတြေးလျရဲ့ AIM Defense ကုမ္ပဏီကထုတ်လုပ်တဲ့လေဆာလက်နက်တွေဖြစ်တဲ့ Deathlet Destroyer နဲ့ Freighter တို့ဟာလည်း1ကီလိုမီတာမိုင်ဝက်ကျော်အကွာအဝေးအတွင်းကဒရုန်းတွေကိုဖျက်ချနိုင်စွမ်းရှိပါတယ် EOS စနစ်ဟာ ဩစတြေးလျရဲ့နိုင်ငံတော်ဒရုန်းတံပြန်ရေးအစီအစဉ်ဖြစ်တဲ့ Project Land 156စီမံကိန်းရဲ့ပြိုင်ဘက်လည်းဖြစ်လာခဲ့ပါတယ်။မြန်မာခေစစ်ပွဲတွေကိုဒရုန်းတွေနဲ့ဒရုန်းဖြင့်လက်နက်တွေကပုံမကြီးမလာမှုနဲ့အတူဩစတြေးလျကလည်းဒရုန်းဖြင့်လက်နက်တွေထုတ်လုပ်မှုမှာပြိုင်ဆိုင်မှုတွေမြင့်တက်လာတဲ့ကမ္ဘာလုံးဆိုင်ရာဈေးကွက်မှာဒရုန်းဖြင့်လက်နက်တွေထုတ်လုပ်မှုကိုပုံမအရှိန်မြင့်တင်လာခဲ့တာဖြစ်ပါတယ်။ IS အဖွဲ့ဟာ Syria နဲ့ Iraq မှာ အင်အားပြန်လဲစုဆောင်းနေတဲ့ဆွေသတင်းပြည်စုံကိုလည်းဆက်လက်ရွှေစားလိုက်အောင်ပါ IS ဘွဲ့ဟာတချိန်ကနေပြည်တော်ကိုထိန်းချုပ်နိုင်ခဲ့တဲ့ဆီးရီးယားနဲ့အီရန်မှာတပ်ဖွဲ့ဝင်တွေကိုပြန်လည်ပြီးစုနေကြောင်းဆီးရီးယား၊အီရန်၊အမေရိကန်နဲ့ဥရောပရာရှိတဲ့အပါဝင်သတင်းရင်းမြစ်20ကျော်ကပြောကြားခဲ့တဲ့ရိုက်တာကဖော်ပြခဲ့ပါတယ်။ IS ဘွဲ့ဟာဆီးရီးယားမှာအာဆတ်အစိုးရဘက်ပြုတ်ကျခဲ့ပြီးနောက်ပဋိပညာဖြစ်နေတဲ့အခြေအနေကိုအမျက်ထုတ်နိုင်ခြေရှိကြောင်းအရှေ့လက်ပံကောင်းဆောင်တွေနဲ့အနောက်နိုင်ငံတွေကသတိပေးခဲ့ပါတယ်။ဒီလက်နက်ကိုင်အဖွဲ့ဟာပြစ်မှတ်တွေကိုတတ်မှတ်ခြင်း၊လက်နက်တွေနဲ့တသားတစ်တွေစုဆောင်းခြင်း၊ဝါရပြညင်တို့ပြုလုပ်နေရလို့သတင်းရင်းမြစ်တွေကဖော်ပြခဲ့ပါတယ်။ဒါ့အပြင်ဒီ IS ဘွဲ့ရဲ့လှုပ်ရှားမှုတွေကအကန့်အသတ်နဲ့သာရှိနေသေးကြောင်း IS ဘွဲ့ကိုနေပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ဆီးရီးယားနဲ့ ဲ့အီရတ်ထောက်လန်းရေးတွေကပြောကြခဲ့ပါတယ်။ PNA ဒီဇင်ဘာလကအာဆတ်အစိုးရကိုဖြုတ်ကြဖို့တပုံတွေကဒမက်စကန်မြို့တော်တွင်ခြေတက်ဝင်ရောက်လာချိန်မှာ IS ခေါင်းဆောင်တွေကရက်ကာမြို့မှာခြေကုပ်ယူခဲ့ကြောင်းအီရတ်ကျန်းဖက်မှုတိုက်ဖြတ်ရရှိတယ်ကပြောကြခဲ့ပါတယ်။ဒီနောက် IS တပ်မှုတွေကအီရတ်နိုင်ငံကိုအဖွဲ့ဝင်နှုတ်ဆေးလုပ်ခဲ့ကအီရတ်မှာတိုက်ခိုက်မှုတွေပြုလုပ်ဖို့သူတို့ရဲ့နောက်လိုက်တွေကိုညွှန်ကြားခဲ့ကြောင်းဒါပေမဲ့ဒီအဖွဲ့ဝင်နှုတ်ကဒီဇင်ဘာနေ့ကအီရတ်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်ချိန်စစ်ဆေးဂိတ်မှာဖမ်းဆီးခံခဲ့ရကြောင်းအရာရှိတွေကပြောကြခဲ့ပါတယ်။စက်တရက်ကြာမှာအီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးရမိထားတဲ့ဒီ IS ဖွဲ့ဝင်နှုတ်ထံကတရင်အချက်အလက်တွေကိုရရှိခဲ့ကြပြီး ISW တိုက်ခိုက်မှုအစီအစဉ်တွေကိုလည်းဟန်တားနိုင်ခဲ့ပါတယ်။ ISW က2025ခုနှစ်ပထမ9လတွင်ဆီးရီးယားနိုင်ငံမှာတိုက်ခိုက်မှု38ခုပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပြီးအခုနေ့တွင်တိုက်ခိုက်မှု90ကျော်ရှိလာနိုင်တယ်လို့ SID ထောက်လိုင်းအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ပြည်ထက်မှာ2025ခုနှစ်ပထမ9လတွင် ISW ကတိုက်ခိုက်မှု၄ကျင်းကိုကြေညာခဲ့ပြီးပြီးခဲ့တဲ့ကာလအတူတွင်တိုက်ခိုက်မှု62ကျင်းရှိခဲ့ပါတယ်။စီနန်ဒီလင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ Bravo အသင်းကြီးပြ Thomas Frank ကို ပါတဲ့နှိပြတဲ့အဖြစ်ခန့်အပ်လိုက်တဲ့ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်။ ပါတင်ဟာဘရန်ဖို့တင်ဒီပြတော်မတ်ဖရန်ကိုနီးပြသည့်ဖြင့်2028ခုနှစ်တိစာအုပ်ချုပ်အခန်းအကြောင်းတရားဝင်ကျင်းပခဲ့ပါတယ်။တန်50တနည်းရွယ်ကြီးတော်မတ်ဖရန်ဟာယူပါလိဖလားရယူပေးပြီးနောက်နီးပါရယူကနေထုတ်ပယ်ခြင်းခံရရတဲ့ပိုစီယိုဂလူးရဲ့နေရာမှာအစားတိုးဝင်ရောက်ပြီးပါတင်ရဲ့နီးပြသည့်ဖြင့်တောင်းယူသွားမှာပါ။ဒေမဲ့လူမျိုးနီးပြတော်မတ်ဖရန်ဟာဘရန်ဖို့တင်ကို2028ခုနှစ်ကချန်ပီယံရှစ်ကနေပရီးမီယာလိဂ်ထဲတန်းတက်နိုင်အောင်ကင်တွယ်ပေးနိုင်ခဲ့ပြီးတင်းမှာ900ရာရှိခဲ့တာဖြစ်ပါတယ်။ပါတင်ဟာအစောပိုင်းကနီးပြအောင်ပိုစီယိုဂလူးရဲ့နေရာမှာအစားတိုးဖို့အတွက်ဖွယ်တင်နီးပြမာကိုစေးပါနဲ့ဘောမောက်တင်နီးပြအီရာအိုလာတို့ကိုစဉ်းစားမှုတွေပြုလုပ်ခဲ့ပေမဲ့တော်မတ်ဖရန်ကိုနီးပြ တိပိခန့်ရဖို့ဆုံးဖြတ်ခဲ့တာပါ။တော်မက်ဖရန်ဟာ2021ခုနှစ်ဇွန်နောက်ပိုင်းစပါတင်ရဲ့၄ဦးမြောက်အမြဲတမ်းနီးပြဖြစ်လာခဲ့ပါတယ်။စပါတင်ဟာပြည့်ရရာဒီကယူပါလိဖလားရယူကလမ်းမရာဒီချန်ပီယံလိပြိုင်ပွဲဝင်ခွင့်ရခဲ့ပေမယ့်ပရီးမီးယားလိပြိုင်ပွဲမှာရိုက်လက်တွေစိုးခဲ့ပြီးရှုံးပွဲ22ပွဲနဲ့အဆင့်18နေရာရပ်တည်ခဲ့တာပါ။ပြည့်ရရာဒီကပရီးမီးယားလိပြိုင်ပွဲမှာအဆင့်9နေရာနဲ့ရာဒီအဆုံးတက်ခဲ့တဲ့ဘရန်ဖို့တင်ကကလပ်ရဲ့တမန်ကျောင်းပေါ်မှာမယုံနိုင်လောက်တဲ့တက်ရောက်မှုတွေအတွက်ဒီပြတော်မက်ဖရန့်ကိုကျေးဇူးတင်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Thomas Brand က Brand Boat အတင်ကိုပွဲပေါင်း318ပွဲကင်တွေခဲ့တာပါ132ပွဲအနိုင်ရပြီး89ပွဲသေးရင်း108ပွဲအရေးနေကအနိုင်ရခဲ့တော့41.64ရှိခဲ့တာဖြစ်ပါတယ် CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ13ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။